ယူရို2018ပြိုင်ပွဲရဲ့ပွဲစဉ်၅ပွဲထိလက်ခံကျင်းပသွားဖို့စီစဉ်ထားတဲ့ Man City ရဲ့အဒီယက်ကွင်းပရိသတ်များအားလုံးမင်္ဂလာပါများ Igris Sport ကတင်ဆက်နေပါတယ် Man City ရဲ့အိမ်ကွင်းဖြစ်တဲ့အဒီယက်ကွင်းဟာယူရို2018ပြိုင်ပွဲမှာပွဲစဉ်၅ပွဲလက်ခံကျင်းပခွင့်ရမှာဖြစ်ပြီးအင်္ဂလန်သင်းခြေစစ်ပွဲအောင်မြင်ခဲ့မယ်ဆိုရင်အဖွင့်ပွဲစဉ်ကိုပါလက်ခံကျင်းပခွင့်ရရှိသွားမှာဖြစ်တဲ့အတွက် Man City အသင်းအတွက်ကြီးမားတဲ့ဂုဏ်သိက္ခာတရလည်းဖြစ်ပါတယ် ယူရို2028ပြိုင်ပွဲကို Great Britain နဲ့ Ireland တို့ကပူးတွဲအင်ရှင်တွေဖြစ်ကျင်းပသွားမှာဖြစ်ပါရည်ပူးတွဲအင်ရှင်ဖြစ်ပါဝင်တဲ့နိုင်ငံတွေကတော့ England, ညောင် Ireland, Scotland, Wales, Ireland တမရနိုင်ငံတို့ပဲဖြစ်ပါရည်ဘောလုံးပွဲနဲ့ Semi Final ပွဲစဉ်တွေကိုတော့ England နိုင်ငံ London မြို့က Wembley ကွင်းမှာကျင်းပသွားမယ်လို့သတင်းထုတ်ပြန်ထားပါရည် Man City ရဲ့အိမ်ကွင်းဖြစ်တဲ့ Etihad ကွင်းမှာ Euro 2028ပြိုင်ပွဲမှာပွဲစဉ်၅ပွဲအထိလက်ခံကျင်းပသွားမှာဖြစ်ပါရည် တကယ်လို့အင်္ဂလန်အသင်းဟာခြေစစ်ပွဲအောင်မြင်ခဲ့မယ်ဆိုရင်ယူရို2018ပြိုင်ပွဲအဖွင့်ပွဲစဉ်ကိုအင်္ဂလန်အသင်းနဲ့အတူအိန္ဒိယကွင်းမှာဖွင့်ပွဲကျင်းပသွားခွင့်ရရှိမှာဖြစ်ပါတယ်။အိန္ဒိယကွင်းဟာဥရောပတိုက်ရဲ့အကြီးဆုံးပြည်ပဆိုင်ရာပြိုင်ပွဲကိုလက်ခံကျင်းပခွင့်ရတာကမန်စီးအသင်းကိုကမ္ဘာအဆင့်မီအားကစားကွင်းဖြစ်အတည်ပြုပေးလိုက်တာဖြစ်ပါတယ်။ဒါဟာဝင်းဘလေးဟန်နဘတ်ဒပ်လင်အာရီနာတို့လိုကမ္ဘာကျော်ကွင်းတွေနဲ့တူညီတဲ့အဆင့်ထဲမှာအိန္ဒိယကိုမှတ်တမ်းတင်ထားမှာဖြစ်ပါတယ်။မန်ချက်စတာမြို့တော်ကောင်စီကပြောသလိုယူရို2018ပြိုင်ပွဲလက်ခံကျင်းပခြင်းက မြို့ရဲ့စီးပွားရေးအတွက်အတော်လေးအကျိုးရှိမှာဖြစ်ပါတယ်။ဒီကကြိုကျေးဇူးတွေကို ကြည့်ရမယ်ဆိုရင်ခီးသွွားလုပ်ငန်းနိုင်ငံတကာကခီးသွွားတွေတိုးပွားလာမယ်။အဲဝစ်ကျေပွန်ရေးဟိုတယ်စားသောက်ဆိုင်တွေစီးပွားရေးကောင်းလာမယ်။တရုတ်ပို့ဆောင်ရေးမြို့ရင်းတရုတ်ပို့ဆောင်ရေးဖွံ့ဖြိုးတိုးတက်လာမယ်။ဒေသရင်းစီးပွားရေးလုပ်ငန်းများကလျက်ကစီးပွားရေးလုပ်ငန်းတွေအကျိုးကျေးဇူးရရှိမယ်ဆိုတဲ့အားသာချက်တွေရရှိလာနိုင်စီမှာဖြစ်ပါတယ်။ပြိုင်ပွဲအတွက်အဆင့်မြင့်တဲ့မှုတွေလောရတဲ့အတွက်အကစားခွင့်အဆောက်အုံလက်ရာတွေ တေဘုတ်ဆောင်ရေးချိတ်ဆက်မှုတွေနဲ့ပရိသတ်ဧရိယာတွေစတာတွေကအဆင်မြင့်တရမှာဖြစ်ပြီးတော့ဒါတွေကမန်စီးကလပ်အတွက်ရည်ရှိအကျိုးစီးပွားဖြစ်ထွန်းစေမှာပါ။အင်္ဂလန်သင်းရဲ့ဖွင့်ပွဲစဉ်ကိုအီတီအက်ကွဲမှာကျင်းပနိုင်မယ်ဆိုတာမန်စီးသင်းရဲ့အမှတ်တံဆိပ်ကို Global Spotlight ထဲရောက်ရှိသွားစေမှာဖြစ်ပါတယ်။ကလပ်ရဲ့ကိုယ်ပိုင်လက္ခဏာကိုနိုင်ငံတကာဘောလုံးချစ်သူတွေထဲမှာပုံမထင်ရှားစေမှာလည်းဖြစ်ပါတယ်။အိုးထက်ဖို့ Man U, Anfield, Liverpool, Emirates, Arsenal, Now Be Stamford Bridge, Chelsea တို့လိုကမ္ဘာကျော်ကွင်းတွေလိုပဲအီတီအက်ကွဲကလည်းအဆင့်တူအတန်းတူကွင်းတစ်ခုဖြစ်အသိမှတ်ပြုခံရမှာဖြစ်ပါတယ်။ ဒီကိစ္စကမန်စတီတင်းပေါ်မှာဘယ်လိုမျိုးတရားမှုတွေရှိလာနိုင်စီမလဲ။ပြမလက်ခံကျင်းပအတွင်းရရတဲ့အတွက်ကလဲဝင်ငွေကတည်တတာတိုးပွားလာမယ်။ပြိတက်ဝင်ငွေ၊ကြောညာဝင်ငွေ၊အယောင်းဝယ်ကိစ္စဝင်ငွေစတာတွေမြင့်တက်လာမယ်။ကမ္ဘာစဉ်ပြိုင်ပွဲမှာပါဝင်ခွင့်ရရတဲ့အတွက်မန်စတီကလဲရဲ့အမှတ်တရစိတ်တန်ဖိုးပုံမြင်မှားလာမယ်။ကမ္ဘာစဉ်မြေအားကစားကွင်းမှာကစားကွင်းရမယ့်ခွင့်ရေးကကမ္ဘာကောင်းဆုံးကစားမတွေကိုမန်စတီတင်းစီကိုဆွဲဆောင်နိုင်မယ်ဆိုတဲ့အကျိုးကျေးဇူးတွေပေးဆွနိုင်မှာဖြစ်ပါရည်။ဒါမဲ့ပြိုင်ပွဲပြင်ဆင်မှုနဲ့ပွဲစဉ်များအကြောင်းမန်စီးတီးပြည်တွင်းပွဲစဉ်တွေကိုအချိန်ကြာပြန်ညှိဖို့လိုအပ်ပါမည် ဇတိုက်ဖြစ်တဲ့ပြည်ပဆိုင်ရာပွဲစဉ်၅ပွဲလက်ခံကျင်းပခြင်းကြောင့်မြက်ခင်းချင်းနေထိခိုက်ပြီးတော့ရာသီပြန်စားတဲ့ချိန်မှာမန်စတီအသင်းစွဲဆောင်ရေးကိုအနေငယ်ထိခိုက်ရှိနေမှာ၏ပြည်ဆိုင်ရာပြိုင်ပွဲလက်ခံကျင်းပခြင်းဟာကြီးမားတဲ့လုံခြုံရေးဆိုင်ရာလုပ်ငန်းစဉ်တွေလိုအပ်မှာဖြစ်ပါ ರಿ ကလပ်ဖက်မှာပြည်သက်အတွေ့အကြုံကိုချိန်ညှိဖို့စိန်ခေါ်မှုဖြစ်နိုင်ပါ ರಿ ဒီလိုစိန်ခေါ်မှုတွေလည်းရှိနေပါ ರಿ ဒါပေမဲ့စိန်ခေါ်မှုတွေကိုထိုင်ပြီးတော့ကြောက်လန့်နေလို့ကတော့ဘာမှဖြစ်လာမှာမဟုတ်ပါဘူး Old Trafford Man U က Euro 96မှာအင်ရှင်ကွင်းဖြစ်ခဲ့တယ်လို့ဒီခါ Euro 2028မှာ အေဒီယက်ကအရေးပါတဲ့အခန်းကဏ္ဍကနေပါဝင်လာမှာဖြစ်ပါတယ်။ယူရို2028ပြိုင်ပွဲကမန်စီးတင်းအတွက်အခွင့်အရေးတည်တရက်ဖြစ်ပြီးတော့ဒီခွင့်ရေးကိုအကောင်းဆုံးအသုံးချနိုင်မယ်ဆိုရင်မန်စီးတင်းရဲ့နာဂတ်ကပုံမတော့ပလာမှာတည်ကြပါတယ်။ရင်းဆိုင်ကြုံတွေ့လာနိုင်တဲ့အစိန်ခေါ်ချက်တွေကိုလည်းမန်စီးအနေနဲ့အဆင်ပြေပြေနဲ့ဂိုင်းတွဲဖြေရှင်းသွားနိုင်မယ်လို့မျှော်လင့်မိကြပါခင်ဗျာ။ဆုံးထိလိုက်ပါကြည့်ရှုပေးခဲ့ကြတာအားလုံးကိုကျေးဇူးထူးတင်ရှိပါတယ်ခင်ဗျာ။